အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စက်တင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မြန်မာနိုင်ငံနဲ့လွန်စွာနီးကပ်လာတဲ့မုန်တိုင်းဘူဝါလိုင်းသတင်းများကိုသတိထားရအောင်တင်ဆက်ပေးသွားပါမယ်အားကောင်းသောဘူပိုင်းမုန်တိုင်းဘူဝါလိုင်းအခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူဝါလိုင်းဟာအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးအားကောင်းသောဘူပိုင်းမုန်တိုင်းဘူဝါလိုင်းအဖြစ်သို့အားလျော့သွားခဲ့ကဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို ဖင်းမြို့နယ်ဒုံဟွိုင်မြို့တို့အကြားမှဖျက်ကျော်ဝင်ရောက်ခဲ့ပြီးဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖျက်ကျော်လျက်ရှိပါတယ်။နောက်48နာရီတွင်ခံမှန်းချက်များကတော့အဆိုပါအားကောင်းသောပူပိုင်းမုန်တိုင်းပူအားလိုက်ဟာအနောက်အနောက်မြတ်ဘက်သို့ရွေ့ရှားနိုင်ပြီးယနေ့ညနေပိုင်းမှာလာအိုနိုင်ငံနယ်ဆက်ဒေသများကိုအပူပိုင်းမုန်တိုင်းပူအားလိုက်အဖြစ်ဖြစ်လကောက်။ယနေ့ညပိုင်းတွင်လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုအပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြစ်လကောက်။30ရက်ကိုလာ2025ရဲ့နေ့နံနက်ပိုင်းမှာ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကို Levy Arnel Cell အဖြစ်ဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအားကောင်းသောအပူပိုင်းမုန်တိုင်းဘူအားလိုက်မှာပြတ်ထွက်လာသောတိမ်တိုင်းများကြောင့်ယနေ့နှစ်နှစ်မှာတရက်ဆယ်လာ2025ရဲ့နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြားမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ကြားမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနာယီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကန်ရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ၁၀ပေမှ၁၂ပေခန့်ရှိနိုင်ပါတယ်။ ို့ဖြစ်ပါ၍မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျက်ရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာနည်းတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်များနည်းတွင်နေထိုင်ကြသူများအနေဖြင့်ကြည်ကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်ရင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာနမန်များအနေဖြင့် လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါယံတတိပီးနှိုးဆော်အပ်ပါရခင်ဗျာအခုဆက်လက်ပြီးမြန်မာပြည်တလွှားမိုးကြီးရေကြီးနိုင်မဲ့ဒေသများကိုအသေးစိတ်တင်ဆက်ပေးသွားပါမယ်တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့ပုတ်ပြင်းမြို့နယ်နဲ့ကော့တောင်းမြို့နယ်တို့မှာနေရာနှံပြားမှာနေရာစိတ်စိတ်မိုးအသင်တင်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်တဝဲခရိုင်နဲ့ဘိတ်ခရိုင်တို့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနှင်းငယ်ရွာသွန်းနိုင်ပြီး နေရွက်ကြားမိုးအနေငယ်ကြီးနိုင်ပါမယ်။စကိုင်းတိုင်းဒေသကြီးတွင်းမှာရှိတဲ့ကံဘလူခရိုင်၊ရေဦးခရိုင်၊ရွှေဘူခရိုင်၊မုံရွာခရိုင်၊ရင်းမာပင်ခရိုင်နဲ့ကလေးခရိုင်တို့မှာမိုးအနေငယ်မှာမိုးအထင်တင်နေရွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ပါမယ်။ကြံခရိုင်များနီးတူများသောအဖြစ်တော့တာယာပါမယ်။မန္တလေးတိုင်းဒေသကြီးတွင်းမှာရှိတဲ့တပိတ်ချင်းခရိုင်၊ရမဲသိန်းခရိုင်နဲ့နေပြည်တော်တို့မှာ မိုးနှဲငယ်မှာမိုးတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။ကြံခရိုင်များနီးတူများသောအဖြစ်တာယာနေပါမယ်။ကချင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာများသောအဖြစ်တာယာနေပါမယ်။မိုးနှဲငယ်မှာမိုးတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါမယ်။အေယာဝတီတိုင်းဒေသကြီးတွင်မှရှိတဲ့ပသိမ်ခရိုင်၊မြောင်းမြခရိုင်နဲ့လက်ပုတ်တာခရိုင်တို့မှာ မိုးနှင်းငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ကြံခရိုင်များနီးတူများသောအဖြစ်တာယာနေပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာများသောအဖြစ်တာယာနေပါမယ်။ပဲခူးတိုင်းဒေသကြီးနောက်ထပ်မှာလည်းများသောအဖြစ်တာယာနေပါမယ်။အရှိတ်ကျဲပဲခူးတိုင်းဒေသကြီးအရှိတ်ကျဲမှာလည်းများသောအဖြစ်တာယာနေပါမယ်။တောင်ငူခရိုင်နဲ့ညောင်လေးပင်ခရိုင်တို့မှာမိုးနှင်းငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ ကယားပြည်နယ်မှာများသောအားဖြင့်တာယာနေပါမယ်။မဲဆဲမြို့နယ်မှာတော့နေရာကွက်ကြားမိုးနှင်းငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာများသောအားဖြင့်တာယာပါမယ်။မိုးနှင်းငယ်မှာမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။တိုင်ဖွန်းမော်တိုင်းဘူဝါလိုက်မှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းနေရာများကိုဖြတ်ကျော်စေဗီယက်နမ်နိုင်ငံနေရာနှံပြားမှနေရာစိတ်စိတ်မိုးအထင်တင်နေရာစိတ်စိတ်မိုးသေးထန်ပါမယ်။ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူမြေနေပိုင်းနေရာများမှာရေကြီးရေချမ်းခြင်းစသည်တို့ဖြစ်ပေါ်နိုင်ပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှိပြည်နယ်ကန်ရန်နေရာများနဲ့ဟိုင်နန်ကျွန်းတို့မှာ နေရာနှံပြားမှာနေရာစိတ်စိတ်မိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာစိတ်စိတ်မိုးသည်ထမ်းပါမယ်။လာအိုနိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းနေရာများမှာနေရာနှံပြားမှာနေရာစိတ်စိတ်မိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာစိတ်စိတ်မိုးသည်ထမ်းပါမယ်။ ထိုင်းနိုင်ငံအရှိပိုင်းအရှိမြောက်ပိုင်းနဲ့မြောက်ပိုင်းနေရာများမှာနေရာစိတ်စိတ်မိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာစိတ်စိတ်မိုးသည်ထန်နိုင်ကြောင်းကြိုတင်သတိပေးချက်များထုတ်ပြန်ထားလျက်ရှိပါသည်။အခုဆက်လက်ပြီးစက်တင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသင့်တင့်ရှိနေပါသည်။ ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာကြများရတောင်တရုတ်ပင်လယ်မြေမှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းပူဝါလိုင်းဟာအနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအားကောင်းသောအပူပိုင်းမုန်တိုင်းပူဝါလိုင်းဖြစ်သူအာရော့သွားခဲ့ကဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဗင်းမြို့နယ်ဒုံဟွိုင်မြို့တို့ကြားမှာဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်အဆိုပါအားကောင်းသောအပူပိုင်းမုန်တိုင်းပူဝါလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးယနေ့ညနေပိုင်းတွင်လာအိုနိုင်ငံနယ်စပ်ဒေသများကို အပူပိုင်းမုံတိုင်းပူဝါလိုင်ဖြစ်ဖြစ်လကောက်ယင်းနေ့ညပိုင်းတွင်လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုအပူပိုင်းမုံတိုင်းငယ်ဖြစ်ဖြစ်လကောက်30ရက်ကိုလာ2025ရက်နေ့နံနက်ပိုင်းတွင်မြန်မာနိုင်ငံရှေ့ပိုင်းဒေသများကိုလီဖီအာနယ်ဆဲဖြစ်ဖြစ်လကောက်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ယင်းနေ့ညနေ့ထိခန့်မှန်းချက်များကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနေပြီးတော့ကယားပြည်နယ် ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရံရံနှုံးပြေဖြစ်ပါတယ်။မိုးဒိန်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအားကောင်းနှစ်ရက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေးရှားရနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကျုပ်ပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာတော့မြို့ဝကျွန်းပေါ်မုဒ္ဓမကွေမွန်တနင်္သာရီကန်ရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးတက်လေပြင်းကြသည့်ရေပြင်းပြင်းလေးဟာတနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြင့်မှာမြို့ဝကျွန်းပေါ်မုဒ္ဓမကွေ မုံတနေသာကြီးကန်ယူလန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လီပင်ကြတဲ့ရေပြင်းပြင်းလေးဟာတနအီလရင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာရခိုင်ကန်ယူလန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး အေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ကြုံရွာပြီး နေရာကွက်ကြားမှုကြီးနိုင်ပါတယ်။နေပြည်တော်နဲ့နေတဝိုက်တွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ကြုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။ မန္တလေးမြို့နယ်နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ဆက်လက်ပြီးစက်တင်ဘာလ29ရက်မှအောက်တိုဘာလ30ရက်အတွင်းမိုးများနိုင်သောဒေသများကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီးအထက်ပိုင်း၊မကွေးတိုင်းဒေသကြီးတောင်ပိုင်း၊စကိုင်းတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊နေပြည်တော်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးများနိုင်ပါတယ်။မိုးများနိုင်တဲ့အတွက်ရေကြီးရေလျှံခြင်းနဲ့မြေပြိုခြင်းအန္တရာယ်ကိုသတိပြုရပါမယ်။ယနေ့စက်တင်ဘာလ29ရက်နေ့ပိုင်းမှာမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်မန္တလေးတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးတောင်ပိုင်းတို့မှာမုန်တိုင်းရှိန်ကြောင့်မိုးစတင်ရွာနိုင်ခြေရှိပါတယ်။ င်္ဂလားပင်လယ်အော်တွင်အိန္ဒိယကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ခြင်းအချိန်နှင့်မနက်ဖြန်29ရက်နေ့ဘူဝါလိုင် တိုင်ဖုန်းမုန်တိုင်းဟာ VNN လယ်ပိုင်းကုန်းတွင်းမှလာအူကုန်းတွင်းဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခြင်းအချိန်နှင့်ဘင်္ဂလားပင်လယ်အော်နှင့်ကပလီပင်လယ်ပြင်အနောက်တောင်ဘုတ်တုံလေအာနေပါမယ်မြန်မာနိုင်ငံမှာနေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်6ခုစက်တင်ဘာလ29ရက်နေ့မှာ လေတိုက်ခတ်ပြီးမြို့နယ်အများစုနေသားကမြို့နယ်ချို့နေရာကွက်ကြားမိုးကြဲကြဲရွာပါမယ်မကွေးတိုင်းဒေသကြီး ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေတာပါမယ်။ဆက်လက်ပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မိုးရွာမယ်မြို့နယ်များကိုတင်ပြပေးသွားပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်မှရှိတဲ့ပဲခူးပြည်ရွှေတောင်ပေါန်းတဲတဲကုံပဒီကုံဖျားကြီးမင်းလှမိုးညူညောင်လေးပင် ကြောက်ကြီး မုံညောင်ခါရှိဝရွှေကျင်ဒိုင်ဦးပိန်းစလုံးပြွန့်တစားကဝတက်ကလာအုံးနှဲ့တနက်ပင်နဲ့ကြောက်တကားတို့မှာမနှက်ပိုင်းနေတာပြီးညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမှုကျကျရွာပါမယ်။အရာဝတီတိုင်းဒေသကြီးတွေမှာရှိတဲ့မြန်အောင်ဟင်းတဒါအင်ကပူတနုပြူလေးမျက်နာထူးကြီးတို့မှာမနှက်ပိုင်းနေတာပြီးညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမှုကျကျရွာပါမယ်။ရန်ကုန်တိုင်းဒေသကြီးတွေမှာတော့နေတာပါမယ်။ မွန်ပြည်နယ်အတွင်းမှာရှိတဲ့မော်လမြိုင်ကြိုက်ထူစစ်တောင်းမုဒုံပေါင်ရေလမိုင်တန်ဖြူစရက်တထုံဘီလင်းကြိုင်မယောချောင်းစုံပေါင်နဲ့မုဒမတို့မှာညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမူကြကြဲရွာပါမယ်။ကရင်ပြည်နယ်အတွင်းမှာရှိတဲ့လိုင်းဘွဲ့ဖအံအိန္ဒုမြိုင်ကလေးကြိုင်စိတ်ကြီးဖရားသုံးစုစုကလေးဝေါ်လာမြိုင်ပိုင်ကြုံကြုံတူရွှေကုတ်ကိုကြိုက်တုံး ကွန်ကရစ်နဲ့တန်တောင်ကြီးတို့မှာညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲရွာပါမယ်။မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်တို့မှာနေတာနေပါမယ်။ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့စစ်တွေမောင်တော်ဘူးတီတောင် ကြောက်တော်နဲ့မြောက်ဦးတို့မှာညနေ2နာရီနောက်ပိုင်းမိုးကြဲကြဲရွာပါမယ်။ကချင်ပြည်နယ်တွင်းမှာတော့နေတာနေပါမယ်။တနင်္သာရီတိုင်းဒေသကြီးတွင်မှာရှိတဲ့တနင်္သာရီပလောက်လောင်းလုံး ရေဖြူတရချောင်းတဝဲမောင်းမကန်ဘိတ်ကော့တောင်းနဲ့ခမောက်ကြီးတို့မှာ မနက်တနားရီနောက်ပိုင်းမိုးကြဲကြဲရွာပါမယ်။ကြရားပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာတော့နေသားနေမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေခင်ဗျာ။